ဖခင်ကောင်းပီသားတဲ့အခုလိုလုပ်ရမျိုးတွေကြောင့်မြမပြည့်စံမြဖခင်အဖြစ်သတ်မှတ်ချင်းခံနေရတဲ့ဟိဝင်ရန်ရဲ့အဖေဦးဝင်းကိုသူတို့တာလီဟိဝင်ရန်ရဲ့ဖခင်ဂျီဝင်းကိုကတော့2025ခုနှစ်အတွက်မြမနိုင်ငံရဲ့စံမြဖခင်ကောင်းကြောင်းအဖြစ်ပြည်သက်တီကြားထဲမှာချီးကျူးမှုတွေရရှိနေပါတယ်။တနိုင်ငံတော်အတိုင်းတာနဲ့စံမြဖခင်ရဲ့လို့တင်စားရတဲ့ဟိဝင်ရန်ရဲ့ဖခင်ဂျီဦးဝင်းကိုကတကယ်ကိုလေးစားစရာလုပ်ရလေးတွေနဲ့တာသမီးတွေအပေါ်မှာကြိုးစားလို့နေခဲ့ပါတယ်။အထူးသဖြင့်ချွေးမလေးဖြစ်လာမဲ့အမျိုးသမီးလေးကိုလည်းတကယ်သမီးအရင်လေးတယောက်လိုချစ်ခင်ပြီးတော့လိုအပ်သမျှဖြစ် ဖြည့်ဆည်းပေးနေတဲ့လောက်ရလေးတွေကအင်မတန်ကိုလေးစားစရာကောင်းနေခဲ့ပါတယ်။ တားဖြစ်သူဟိဝင်ရပေါ်မှာဆိုရင်လည်းမားကဲသမျှတွေကိုအပြစ်မမြင်မဲဖခင်တယောက်နေနဲ့ကောက်ွယ်ပေးခဲ့ပြီးဘဝလန်ခီးကိုဖြောင်မြူတရအောင်လမ်းပြပေးနိုင်ခဲ့တာလည်းတွေ့ရပါတယ်။အခုဟိဝင်ရရဲ့မင်္ဂလာပွဲလေးမှာပြုလုပ်ခဲ့တဲ့ပြုမှုနဲ့စိတ်ထားလေးတွေဆိုရင်လည်းဖခင်ကောင်တယောက်ပြီးသားတယ်ဆိုတာပို့ပြီးတော့သိတာလာစေခဲ့ပါတယ်။အလုံးတည်တဲ့အတိုင်းဟိဝင်ရနဲ့ဆွေပြည့်သူဇင်းတို့ရဲ့မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထုတ်ွက်အခမ်းအနားလေးဆိုရင်တော့ရုပ်တရက်ရွာချတဲ့မိုးကြောင့် surprise တွေဖြစ်သွားခဲ့ရပါတယ်။ခမ်းမထဲမှာမဟုတ်ပဲအပြင်အောက်ကျိုးမှာပြုလုပ်ရတဲ့ပွဲလေးဖြစ်တာကြောင့်မိုးရွာချလာတာကတော့စိုးရင်စရာပါပဲ။ ်။သူတို့ရဲ့မင်္ဂလာပွဲကိုမိုးနှံမင်းကြီးကတော့အတိမတ်ပြုပြီးအေးချမ်းတရားမင်းဆိုတဲ့နမိတ်နဲ့ရွာချခဲ့တဲ့မိုးပြေးလေးဆိုပေမဲ့ဟင်းဝင်ရဲ့ဖခင်ကြီးကတော့အရန်စိတ်ပူသွားခဲ့ပါတယ်။အဓိကအနေနဲ့မင်္ဂလာသူတို့သားသူတို့သမီးရဲ့အရေးအကြီးဆုံးဖြစ်တဲ့မင်္ဂလာလက်မှတ်စာချုပ်လေးတွေမိုးရေဆူပြီးတော့တခုခုဖြစ်သွားမှကိုအရန်စိတ်ရင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ပွဲကအကုန်လုံးစီစဉ်ပြီးပြီဖြစ်လို့အချိန်နဲ့နောက်မဆုတ်ချင်တော့တာကြောင့်တို့သားတို့သမီးကိုပသိန်ဒီလေးတွေစောင်းပေးပြီးအရေးပေါ်အခြေအနေကနေလှပတဲ့မင်္ဂလာပွဲဖြစ်အောင်ဖခင်ကြီးကပဲကြိုးစားဖန်တီးပေးခဲ့တာကိုတွေ့ရပါတယ်။ဒီလိုလောရဲ့လေးတွေကကိုသားလေးရဲ့မင်္ဂလာပွဲအပေါ်မှာစေရောကိုပါနှစ်ပြီးဂယူဆိုင်ပြင်ဆင်ပေးနေတဲ့ဖခင်တယောက်ရဲ့မြတ်တာတွေကိုတွေ့မြင်စေခဲ့တာပဲဖြစ်ပါတယ်။ယုဒိရဲ့ရွာချလာခဲ့တဲ့မိုးကတို့သမီးလေးစုပြည့်ထွက်လာတဲ့အချိန်မှာတော့ထူးထူးခြားခြားမိုးတိတ်သွားခဲ့တဲ့အတွက်တကယ်ကိုကံကောင်းတဲ့ချွေးမလေးတယောက်ဖြစ်တဲ့ဆိုပြီးဖခင်ကြီးအဝင်းကိုကအခုလိုပြောပြလာ ားခဲ့ပါတယ်။ကောင်းတဲ့ဘက်ကအမြင်လေးတွေကနေကြည့်ပြီးတန်းငယ်ဟင်းဝရံနဲ့ချွေးမလေးစူပြည့်တို့ရဲ့မင်္ဂလာဝဲကိုအကောင်းဆုံးဖြစ်စေခဲ့တဲ့ဥဝင်ကိုကတော့တကယ့်ကိုစံပြဖခင်ကောင်းတယောက်ပဲဖြစ်ပါတယ်။ဒီလိုမျိုးသားလေးကိုတင့်တော်တဲ့ဘဝနဲ့ကျွဲပေါ်နဲ့တွေ့ဆုံနိုင်ဖို့အတွက်ကိုလည်းဖခင်ကြီးဥဝင်ကိုကပဲကြိုးစားပေးခဲ့ပါတယ်။လွင်ခဲ့တဲ့နှစ်များစွာကတန်းငယ်ဟင်းဝရံရဲ့မသိနားမလဲတဲ့အမှားတကူကြောင့်နိုင်ငံကျော်အစိုးရကောင်းမလေးတယောက်နဲ့ခုပြေးခဲ့တဲ့ကိစ္စကိုလည်းဥဝင်ကိုကအကောင်းဆုံးကင်တွယ်ပြီးတော့ဖြစ်ရှင်းပေးခဲ့ပါတယ်။ဒီကိစ္စကြောင့်တနိုင်ငံလုံးကပြည်သူတွေရဲ့ဝေဖန်ပြောဆိုမှုတွေခံခဲ့ရတဲ့အပေါ်မှာလည်း မိဘနေရာကနေအကောင်းဆုံးကောက်ွက်ပေးခဲ့ပြီးတော့တားငယ်လေးရဲ့အပြစ်တွေကိုကိုးစားခံယူပေးသွားခဲ့ပါတယ်။မတင်တော်တဲ့လူတယောက်နဲ့လက်မတွဲနိုင်စေဖို့ကောက်ွက်ပေးနိုင်ခဲ့တယ်လို့တင့်တော်တဲ့မျိုးကောင်းသမီးလေးနဲ့တပွားလုံးလက်တွဲဖို့ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်းမိခင်ဖခင်ကောင်ပီသားစွာကြိုးစားပေးခဲ့ကြတာကတကယ့်ကိုလေးစားစရာစိတ်သက်တွေပါ။ဒီလိုမိဘတွေကိုပိုင်ဆိုင်ထားတဲ့အတွက်ဟင်းဝင်ရန်ကလည်းအရန်ကိုဝမ်းသာဂုဏ်ယူနေခဲ့တယ်လို့ချွေးမလေးစုပြည်ကလည်းအိမ်တော်ကြီးကံကောင်းသူအဖြစ်တနိုင်ငံလုံးကအားကြမှုတွေခံနေရပါတယ်။အခုမင်္ဂလာပွဲမှာဆိုရင်လည်းတို့သမီးစုပြည်ရဲ့မိဘတွေဘက်ကဘာတစ်ခု ုမှစိတ်ပူစရာမရှိအောင်ဟင်းဝင်ရဖခင်ကြီးအဝင်းကိုနဲ့ဇနီးဖြစ်သူတို့ကပဲအဆက်ဆက်အရာပြင်ဆင်ပေးနေတာကိုတွေ့ရပါတယ်။တန်းငယ်လေးရဘွားကိုအကောင်းဆုံးကောက်ွယ်လမ်းပြပေးခဲ့သလိုလိမ္မာရင်ကျေးပြီးအမျိုးကောင်းသမီးပီးသားတဲ့ချွေမလေးကိုလည်းသမီးအရင်လေးလိုသဘောထားပြီးစောင့်ရှောက်ပေးသွားမယ်ဆိုပြီးမင်္ဂလာဝဲကြီးမှာဂုဏ်ယူစွာနဲ့ပြောလာခဲ့ပါတယ်။ဒီလိုမျိုးစိတ်သဘောထားပြေဝပြီးလေးစားစရာလုပ်ရလေးတွေကဟင်းဝင်ရဖခင်ကြီးကိုမြမနိုင်ငံရဲ့ဆံမြဖခင်တယောက်အဖြစ်ချီချူးတင်စားခံစီရတာပဲဖြစ်ပါတယ်။ ပြည်ထောင်ကြီးတို့ရဲ့အမြင်မှရောဟင်းဝံရဲ့ဖခင်ဂျီဝင်ကိုရဲ့တာသမီနဲ့ချွေးမအပေါ်ထားရှိတဲ့စိတ်သဘောထားနဲ့လောက်ရလေးတွေအပေါ်ဘလို့များထင်မြင်မိကြပါလဲရှင်။